ဩလို့သူဟာလူပြစ်မှာပါလို့ကျုပ်တို့ကဒီလိုထင်တယ်။ဒါပေမဲ့လို့ထောင်ထဲကျသွားတဲ့အခါကျတော့ရှုပ်ရတကားပါပဲ။ तू ကလည်းထောင်ကျတဲ့အခါကျ तू ကဘာပြောဆိုဘုန်းကြီးရတဲ့ဘုန်းကြီးတပည့်တွေကိုတဲ့ခါရဒသနာကြီးတဲ့ပြောပြီးတကားလားဘာဝနာမပြောတော့တဲ့ဘုန်းကြီးတပည့်တွေကတဲ့ဇတ်သမဇတ်သနာသမားတွေဖြစ်ပြီးတကားလားဇွေတလုံးနဲ့ခြားကြလဲဆိုတော့လဲတရားဟောဒီခြားတော့တာအားတွေကရှင်းလဲမကြည့်ကြဘူးတဲ့။အင်းဒါလည်းဟုတ်တာပဲကွာလို့ငါလည်းပဲခိုးစရာတော့ငါရှိတယ်လို့လည်းမထင်တဲ့လူမဟုတ်လားလို့ ငါလည်းဘယ်လိုရလာခဲ့တယ်ဆိုတာတော့မှဟုတ်ဒီဘက်ဒီမပြောနိုင်အောင်ရှိတာကွာလို့ဘာဖြစ်လို့ဆိုသူ့ဘက်ကသူခါလို့တာထွေးထွေးသွားတာဆိုတော့လို့ဒီတိုင်းဖြစ်သွားတာဆိုတော့ငါဒီလိုဖြစ်တာပေါ့လို့အေးမင်းပြောတော့လေငါလည်းဟောเสียပါပေါ့ကွာဆိုပြီးတော့ကျုပ်လည်းပဲသူ့ကိုပြန်ပြောမိတယ်ဒါအဲ့တော့ဆိုလိုတာကတော့ပြင်အခုနောက်တော့ကဒုက္ခသစ္စာလေးကိုတွေ့တွေ့နေပြီးတော့သင်္ခါရတွေနဲ့သင်္ခါရတွေရဲ့အကျိုးဝိဘက်ဖြစ်တယ်ဝိပါကဝတ်တွေကာမဝတ်တွေနဲ့ဝိပါကဝတ်တွေဟာဒုက္ခသစ္စာတွေဓာတိရင်ဖြင့် ဒါရဲ့သစ္စာညာကိုဒုက္ခသစ္စာရဲ့သစ္စာညာကိုခင်ဗျားတို့ပိုင်းခြားသိကြတာအဲဒုက္ခသစ္စာရဲ့သစ္စာညာကိုပိုင်းခြားသိကြပြနေတော့ကိစ္စမပြီးဘူးဒုက္ခသစ္စာရဲ့သစ္စာညာကိုပယ်တဲ့အခါကျလေ့ကျင့်ရမှာလူမာလည်းပဲအလိဆွဲတွေရာရှိနေတာအလိဆွဲတွေရာရှိတယ်ဆိုဥပမာဆဲတဲ့စကားလုံးမပိုင်စကားမပြောတတ်ဘူးဆိုရင်အာမင်းဘာလားกว่าညာလားกว่า ਨੇ သူဆဲမှာပေါ့သူအလိဖြစ်နေတာဆိုတော့ဒီဆဲတာတဲစိတ်ပါလားလို့ဒီဘာတွေဆိုရတဲ့သူ့အနေနဲ့ကတော့ဆဲမှာပဲ ဆဲပြီဆိုရင်ဆဲတာရဲ့မကောင်းပုံကို तू တနေ့နေ့တစ်ချိန်ချိန်မှာတော့ तू အဲ့ဒါကိုကျွတ်တို့မက်ကင်ရှိချက်ပြောတာပါအဲ့တော့ကျွတ်တို့ကမက်ကင်ရှိချက်ရဲ့အရာကိုကောက်ကြရတော့မယ်တမာတဲ့အမြင်ဆိုတာဘယ်လိုဟာတော့တမာတဲ့အတွေးဆိုတာဘယ်လိုဟာတော့တမာတဲ့အပြောတွေအလုပ်တွေအနေတွေဆိုတာဘယ်လိုဟာတွေတော့တမာတဲ့ကြိုးစားမှုတွေ노ကြမှုတွေစိတ်ထားမှုတွေဆိုတာဘယ်လိုဟာတွေတော့ကျွတ်တို့ကအချက်တွေကရှိချက်တောင်ရှိတာဆိုတော့ဒီရှိချက်ကိုလည်းပဲလုံးမိဖို့ရံအတွက်တော့ဒါခင်ဗျားတို့ဆိုနည်းနည်းလုံးပန်းယူရလိမ့်မယ်ဗျာနော် ။ဟောဒါတွေကိုတပေါင်းနဲ့ပေါင်းမိတဲ့အထိစိတ်အသိရနေပြီးတော့တခုလဲယူနိုင်တဲ့အဆင့်အထိဆိုရင်နည်းနည်းစိတ်ကြိုးစားလုံမှန်းပေးရတယ်နော်။ဒီလိုပြောမယ်ဆိုရင်ကျုပ်တို့ဒါလေးကိုလုံမှန်းနိုင်အောင်အတွက်ပြောမယ်ကြာ။တကယ်တော့ဒါဒီအချက်ရှိချက်ကတမာဆိုတဲ့စကားလေးကိုဒါဖြုတ်လိုက်ရင်အမြင်အတွေ့အပြောအလုပ်အနေကြိုးစားနိုးကြားစိတ်ထားလို့ဒီလိုမျိုးပြောတာပါဗျာ။မြင်တယ်တွေးတယ်ပြောတယ်လုပ်တယ်နေတယ်ကြိုးစားတယ်နိုးကြားတယ်စိတ်ထားတယ် အချက်ရှိချက်ပါလေအဲ့ဒီအချက်ရှိချက်ကိုတမာလို့ရှိရင်ဖြောက်မှတ်ရင်ပေါ့တမာတမတ်ဖြစ်ရင်ပေါ့ဖြောက်ဖြောက်မှတ်မှတ်ဖြစ်ရင်ပေါ့အဲ့လိုဖြစ်လို့ရှိရင်အဲ့ဒါမဂ္ဂင်၈ပါးပါပဲလို့ဒီလိုဆိုလိုတယ်ဓာတိမဂ္ဂင်၈ပါးလို့ဆိုတဲ့အမြင်အတွေ့အပြောအလုံးအနေကျူးသာနိုးကြားစိတ်ထားကိုဒီထဲမှာမှတ်မိသွားအောင်ဆိုလို့ရှိရင်ဒီလိုလေးပြောရပါမယ်ဗျာကျုပ်တို့လူတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံနေတယ် အတိမိတ်ဆွေဆိုပြီးကလာလူတယောက်နဲ့တယောက်ဆက်ဆက်တယ်အဲ့လိုဆက်ဆက်တဲ့အခါမှာဆက်ဆက်တဲ့ဆက်ဆက်စရာအချင်းအရာပေါ့ဆက်ဆက်ပုံအချင်းအရာဆိုရင်ဘယ်နှမျိုးလောက်ရှိတော့လို့မရဘူးကျို့လို့လူတယောက်နဲ့တယောက်ဆက်ဆံတယ်အဲ့ဆက်ဆံတဲ့အချက်လည်းဘယ်လောက်ရှိတော့လို့ဆိုမျိုးပေါ့ဗျာအဲ့လိုမေးရမယ်မေးလို့ရှင်ဒီချက်ရှိချက်ပဲရှိတယ်ဗျာမြင်နေတွေးတယ်ကိုယ့်ရဲ့မိတ်ဆွေဖြစ်တဲ့သူကိုမြင်နေကိုယ့်ရဲ့မိတ်ဆွေဖြစ်တဲ့သူကိုတွေးတယ်သူ့ကြောင့်တွေးတယ်ပေါ့ဗျာ မြင်တော့မြင်ပြီးမတွေးဘူးဆိုတာမရှိဘူးတွေးတာပေါ့ဘာလို့လဲဆိုဒီမိတ်ဆွေကဘယ်လိုမိတ်ဆွေလဲလို့ဆိုတာမျိုးပေါ့မြင်နေတွေးတယ်မြင်တာတွေးတာတယ်လားလို့မေးတဲ့အခါကျတော့သူ့ကိုပြောတယ်ပြောတာတယ်လားလို့မေးတော့သူ့နဲ့စလင်းလို့လှုပ်ဆောင်ကြအောင်လဲလှုပ်တယ်အပြောတယ်လှုပ်တယ်ဒါလည်းလှုပ်တာတယ်လားလို့မေးတော့သူ့ကိုလိုလားတယ်လို့ဆိုရင်လိုလားတဲ့မျက်နှာနေမျက်နှာထားကိုထားပေးတယ်မလိုလားဘူးဆိုရင်လည်းမလိုလားတဲ့မျက်နှာနေမျက်နှာထားကိုထားပေးတယ်အဲ့ဒါကတော့ ဘယ်လိုလိုလားတဲ့မျက်နှာနေမျက်နှာထားထားရမှာတော့ဘယ်လိုမလိုလားတဲ့မျက်နှာနေမျက်နှာထားထားမိတာတော့လို့မမေးနဲ့သူ့ပတ္တသူ့ကိုတတ်ပြီးသားလို့ပြောရမယ်လိုရင်လိုသလိုကိုမျက်နှာသူ့ပတ္တသူ့ကိုမျက်နှာကြောရကြောလာတာလို့ပြောရမယ်မလိုရင်မလိုသလိုကိုသူ့ပတ္တသူ့ကိုမျက်နှာကြောကတင်းသွားပြီးသားလို့ဒီလိုပြောရမယ်လူများအဲဒါလောက်ပဲလို့ပြောရမယ်အဲ့တော့ကျုပ်တို့ကလူတဲ့လူဆိုရင်မျက်နှာကြောကကြောသွားပြီမလိုတော့ဘူးဆိုရင်မျက်နှာကြောကတင်းသွားပြီအဲ့တော့ပြောမယ်ဆိုရင်ကျုပ်တို့မှာခုနကပြောတဲ့ သူ့မျက်နှာနဲ့မျက်နှာသားနဲ့လည်းပဲသူ့ကိုဆက်ဆံပါတယ်။သူ့ကိုအပြုအမူနဲ့လည်းပဲဆက်ဆံပါတယ်။အပြောအဆိုနဲ့လည်းဆက်ဆံပါတယ်။သူ့နဲ့ဆက်လျင်းလို့အတွေးခေါ်အားဖြင့်လည်းဆက်ဆံပါတယ်။သူ့နဲ့ဆက်လျင်းပြီးတော့အတိအများဖြင့်လည်းဆက်ဆံပါတယ်။ဟောဆက်ဆံဖို့၅ချက်ဖြစ်သွားပြီ။အမြင်အတွေးအပြောအလုပ်အနေကျိုးစားလို့ကျိုးအပြောအလုပ်အနေ၅ချက်ပေါ့။အမြင်အတွေးရဲ့အပြောရဲ့အလုပ်ရဲ့အနေရဲ့ဆိုတဲ့ဒီ၅ချက်နဲ့ဆက်ဆံတယ်။ဒီ၅ချက်နဲ့ဆက်ဆံတာလားဆက်ဆံတာတာလားလို့ဆိုမကဘူး။ ဘာရင်းနဲ့ဆက်ဆံနေလဲလို့ဆိုဒီသူနဲ့ဆက်လဲလို့ကြိုးစားမှုနဲ့ဆက်ဆံကြိုးစားမှုမကြိုးစားမှုပေါ့နောက်ဒီသူနဲ့ဆက်လဲလို့노ကြမှုနဲ့လဲဆက်ဆံတယ်노ကြမှုမ노ကြမကောင်းတာနဲ့노ကြမလားကောင်းတာနဲ့노ကြမလားဆက်ဆံတယ်ဗျာနောက်ဒီသူနဲ့ဆက်လဲလို့စိတ်ထားနဲ့လဲဆက်ဆံတယ်ဒီသူပေါ်မှာသုံးသက်ချက်အမျိုးမျိုးတွေနဲ့စိတ်ထားတာပေါ့ဘယ်လိုသုံးသက်တယ်လဲညာလိုသုံးသက်တယ်လဲဆရာမျိုးနဲ့ပေါ့အဲ့တော့ဆိုလိုတာကတော့လူတစ်ယောက်နဲ့တစ်ယောက်တွေ့ကြလို့သိကြရင်ဆက်ဆံတဲ့အချက်အချင်းအရာ ဆက်ဆံဘုံအချင်းအရာဟာရှင်မျိုးပဲရှိတယ်ရှင်မျိုးပဲမြင်တယ်တွေးတယ်ပြောတယ်လုပ်တယ်နေတယ်ကြိုးစားတယ်နှိုးကြားတယ်စိတ်ထားတယ်ဒီအချင်းအရာလေးရှိချက်ပဲအချင်းအရာဆိုတဲ့စကားတော့ခင်ဗျားတို့အရက်ထဲမှာသုံးနေကြရှိတယ်စကားဟုတ်ကောင်းမှာဟုတ်တာရဲပေတဲ့မှာတော့သုံးနေပြအချင်းအရာအချင်းအရာဆိုတာဒီအချင်းအရာဆိုတဲ့စကားလေးပဲတခြားစကားတစ်လုံးလုံးနဲ့ကြုံလဲသိကြည့်လွယ်လွယ်ကူကူမဖလှယ်တတ်လို့မလို့အချင်းအရာလို့ပြောလိုက်တာရက်ထဲသုံးနေကြမရှိရင်ဒီစကားလေးတော့နည်းနည်းလေးတော့ ကိုနဲ့အကျောင်းဝင်တော့အောင်လုပ်ပေးလိုက်ကြပါလို့ပြောရမယ်။ဆိုလိုတာကတော့ဆက်ဆံပုံနေပါပဲ။ဆက်ဆံပုံဆက်ဆံနီးလို့လို့ပြောရမှာပါပဲ။အဲ့ဒီဟာကိုပြောလိုက်ရင်အချင်းရာလို့ပြောဆက်ဆံပုံအချင်းရာပေါ့။ဒီဆက်ဆံပုံအချင်းရာရှစ်မျိုးပဲရှိတယ်။ဘယ်လိုရှိသလဲလို့ဆိုရင်မြင်တယ်တွေးတယ်ပြောတယ်လုပ်တယ်နေတယ်ပြူသားတယ်နိုးကြတယ်စိတ်ထားတယ်ဆိုပြီးတော့အဲ့ဒီလိုမျိုးလို့အဲ့ဒီအစွန်းနှစ်ပါးကနေပြီးတော့တဲ့။အနုဘကံမမကပ်ဖဲနဲ့တဲ့။ ဒီအစွန်းနှစ်ပါးကိုမကဖဲနဲ့လို့ပြောတာအေးဒီလို့ဆိုတဲ့တကားအဲ့ဒီလို့အဲ့ဒီဆိုတာရှင်းအထက်ကပြောခဲ့ပြီတောင်းလို့အဲ့ဒါပါလဲလို့ဆိုတော့ဒွေဘိဘိခွေအန်တာပပိစီဒီနာနာတိဝိတပါနဲ့အစွန်းနေကိုသူကပြောခဲ့ပြီလို့အစွန်းနှစ်ပါးမင်းတို့မမြှွေးကြနဲ့ကွာဒီစွန်းကတော့ကာမတုခလိကနိယောကအစွန်းပဲကွာနောက်ဒီစွန်းကတော့အတက်ကီလိုမီတာနိယောကအစွန်းပဲကွာနဲ့အဲ့ဒီလိုတွေပြောပြီးတဲ့နောက်ပိုင်းမှာမှအေးဒီခေါ်ဘိခွေဥပ္ပအန်ဒီလို့ဒီလိုမျိုးခေါ်တာလို့အေးဒီခေါ်ဆိုတာအဲ့ဒီအစွန်းနှစ်ပါးကိုပြောတာလို့ ဥဘောအန်ဒီအဲ့ဒီအစွန်နှစ်ပါးကိုတဲ့အနုဘာကမမကရောက်ဖဲနဲ့တဲ့တထာဂရဏပိတံဗုဒ္ဓမေဇိမာပတိဥဒ္ဓတထာဂရဏပိတံဩမေဇိမာပတိဥဒ္ဓဆိုရက်ဟောဒီမေဂိရှိပါကိုသူတွေ့တာလို့ပြောတာလို့ဒီအစွန်နှစ်ခုကိုလွတ်လိုက်ရာနေပြီးတော့ဒီအလေလတ်ဖြစ်တဲ့မေဂိရှိပါတွေ့တာလို့သူတို့ခင်ဗျားပြောတာလို့ချက်ဘူးရလို့ဒီအစွန်နေနဲ့ကြည့်ပြီးခွင့်ရမှာလို့ဒီမေဂိရှိပါခွင့်ချက်ကအစွန်နဲ့ညှိနေမယ်ညှိနေမယ်ဆိုရင်မေဂိရှိပါတဲ့ဟာဖြစ်မဟုတ်ဘူးလို့ပြောမယ်ဆိုရင်ဗျာကဲခုနက ယောက်ကမတော်ခြင်းလို့သူသမီးလိုခြင်းလို့မို့လို့ဇကကောင်းနေပြောပြီဇကကောင်းနေပြောနေပြီဆိုရင်အဲ့ဒီဇကကောင်းပြောတာကဘာနဲ့ပြောတာတုံးလို့မေးရင်သူသမီးလိုခြင်းနဲ့ကာမနဲ့ပြောတာကာမတမကာမဝါစာပေါ့လေကာမတမဝါစာပေါ့တမဝါစာဆိုတာသူဘာလို့ကောင်းတဲ့ဇကားတော့ဟုတ်တယ်ဘာလို့ပြောတာလဲဆိုရင်ကာမအတွက်ပြောတာကာမအတွက်ပြောတာဆိုရင်ဒီကာမအစွန်းနဲ့ကိုဒီချက်ကညှိမနေဘူးလားလို့သူကပြောတယ် လို့ဆိုရင်ခင်ဗျာအလဲလက်ဆိုတဲ့မိစ္ဆမပฏิပဒါတဲ့ဝင်မမလားပေါ့။ तू ကဒီမိန်းကလေးကိုရကြံလို့မို့ဒီစကားကောင်းနေကိုပြောနေတာ။ဒီစကားကောင်းနေမပြောဘဲနဲ့စကညံ့နေပြောလိုက်လို့ရှိရင်မိန်းကလေးရှင်ဖြစ်တဲ့ तू ကနေ तू ကိုညှိငွေသွားပြီးတကယ်လား။ तू လူချင်းတဲ့မိန်းကလေး तू မပေးဘဲနေမှာဆိုရင် तू ကနေပြီးစကားကောင်းပြောတာ။ဒီလိုဆိုဒီစကားကောင်းပြောခြင်းရဲ့အကြောင်းကတားလျက်လျက်ပါလား။ သူရဲ့ဒီကောင်းတဲ့စကားဆိုပြီးတော့ပြောတယ်စကားအမှားမဟုတ်ဘူးမတမာတဲ့စကားတော့မဟုတ်ဘူးဒါမှမဟုတ်ဒီမတမာတဲ့စကားမဟုတ်တဲ့တမာနေတဲ့စကားပြောရခြင်းရဲ့အကြောင်းကသူအလေလက်ကြရလားလို့မေးရင်သူဟာအစွန်းညိဘာအစွန်းညိနေလို့ဆိုကာမအစွန်းညိနေဟောကာမအစွန်းညိနေတဲ့အခါကျတော့သူ့ရဲ့စကားကောင်းကတကယ်တမာမြောက်တဲ့မိစိမပฏิပဒါမြောက်တဲ့တမာဝါစာဟုတ်ကလားပေါ့ ။တမားတဲ့စကားဟုတ်ကလားလို့မေးတော့။အေးဖေရတယ်အဲ့လိုတော့မဟုတ်ဘူးတဲ့။သူကလည်းဒီလိုပြောတယ်။အေးမဟုတ်ဘူးဆိုရင်လို့ဟောဒီမဲကြီးရှင်းပါကိုလုံဒီကလေးဟောတာမဟုတ်ဘူးဗျာလို့။လုံဒီကလေးဟောတာမဟုတ်တာလည်းခင်ဗျားတို့သိတယ်လို့။လုံဒီကလေးဟောတာမဟုတ်တော့ဘာနဲ့ဟောတော့ဆိုရင်သူ့ဘေးကဝဲရအစွန်းနှစ်ခုနဲ့ညှက်ပြီးသူဟောလိုက်တာလို့ဒီဝဲရအစွန်းနှစ်ခုကနေပြီးတော့လှုပ်ပြီးတော့လည်းပဲဒါကိုမြင်ရမှာလို့ဆိုတာပြောတယ်ဗျာအဲဒါလို့ဖြစ်တဲ့အတွက်လို့ဒါကိုလှုပ်ပြီးမြင်ရမှာဖြစ်တဲ့ ီနေရာဖြစ်ပါလျက်နဲ့အခုကဒါကမလွတ်ဘူးဖြစ်နေတယ်ဗျာလို့မလွတ်တဲ့အတွက်ခင်ဗျာလို့မဂ္ဂင်၈ပါးကိုဖွင့်မိမဲ့လဲမဂ္ဂင်၈ပါးဖွင့်ရမရောက်ဘူးဗျာလို့အဲကျုပ်ကဒီလိုမျိုးသူ့ကိုပြောလိုက်ရတယ်အဲဒီလိုမျိုးတွေရှိတယ်လို့ပြောရမှာပေါ့ဒါကြောင့်ကျုပ်တို့ကဟိုအရာတစ်ခုကိုကြည့်တဲ့အခါမှာသူ့ရဲ့တရားနဲ့ပေါ့ဟိုတရားနဲ့ဆိုတာကစာနဲ့ပေါ့ဗျာစာကြည့်လိုက်တဲ့ဆိုရင်စာရဲ့အနက်ကလေးတွေကြည့်လို့မရဘူးစာကနေထွက်နိုင်တဲ့စာရဲ့တရားအနေထားထွက်နိုင်တဲ့ ဟာလေးတွေကြည့်လို့မရဘူးခုနကဒီတမဝတမဝစားဆိုတာဟာသိနေစကားမပါရင်ဆဲတဲ့စကားမပါရင်ဂုံးတိုက်တဲ့စကားမပါရင်အပြင်းအထန်ပြောတဲ့စကားမပါရင်သူတမာပြီလို့ထင်ကျင်စရာကြီးပေါ့တမာတဲ့စကားဖြစ်ပြီလို့ထင်ကျင်စရာကြီးပေါ့ဒါဖြင့်